ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှတော့ထိုင်းစားစားလေးတစ်မျိုးဖြစ်တဲ့ပင်လဲစားဖက်ကပေါကြော်လေးအိမ်မှလွယ်ကြော်စားဖြစ်လို့ပြုလုပ်နေလေးကိုလာမြတ်ရပေးရရှိပါတယ်ဒီကြော်နေလေးကဆိုလို့ရှိရင်အရန်လောက်လောက်ကိုမြတ်ဆန်တယ်ပြီးတော့စားလို့လည်းအရန်ကိုကောင်းပါတယ်ပထမဆုံးဖြူတို့ကပေါကြော်ပေးရန်အတွက်ငှဲ့ုပ်သီးကိုအရင်ထောင်းထားပေးလိုက်ပါမယ်နော်ဖြူကဒီကပေါကြော်ကိုဆက်ဆက်ကလေးစားချင်တာနဲ့ငှဲ့ုပ်သီး6လည်းသုံးထားတယ်ပေါ့နော်ဒီနေရာမှာတအားဆက်ဆက်မလို့ချင်မှုဆိုလို့ရှိရင်ငှဲ့ုပ်သီး6ကိုမသုံးဘဲနဲ့ပေါ့နော်ငှဲ့ုပ်သီးဤတစ်မျိုးတည်းကိုသုံးမဲ့ဆိုလည်းရပါတယ်ထောင်းထားတဲ့ငှဲ့ ှုပ်သေးချောက်ကညက်သွားပြီဆိုတာနဲ့ညှုပ်သေးမှန်းနဲ့ချက်သဖြူသုံးလေးမှဆာလောက်ကိုထည့်ပြီးတော့ညက်သွားတဲ့အထိထောင်ထားပေးလိုက်ပါရရှင်တအားညံ့ညိတ်မဟုတ်ပဲနဲ့ပေါ့နော်မညက်တညက်နေထားလေးပဲထောင်ထားပေးလိုက်ပါရဒါကတော့ပင်လယ်စာဖက်ကပောင်းမှာအတိတ်ကပါဝင်တဲ့ပစ္စည်းလေးတွေပဲဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်တော့ချွေထားပြီးသားကပောင်းရွက်လေးပါမယ်။ တန်ဟာကပောင်ရွက်ပဲဖြစ်ပါရဲ့နော်တချို့တွေကကြတော့ဒီကပောင်ရွက်နဲ့ပင်စဲရွက်နဲ့ကိုတိတ်ခွဲမကွဲကြဘူးပေါ့နော်ဒီကပောင်ရွက်နဲ့ပင်စဲရွက်ကဆိုလို့ရှိရင်အနက်ကအများကြီးကွာပါတယ်နော်ပြီးတော့ခုနကထောင်ထားတဲ့ငှက်ုပ်သီးနှစ်လေးပါမယ်ဖြိုကဒီကပောင်နဲ့တွဲစားမယ်ချက်ဥကြော်လေးပါကြော်ပါဖြစ်တဲ့အတွက်ချက်ဥလည်းနှလုံးသွင်းထားတာဖြစ်ပါရဲ့ရှင်ပြီးတော့ဒါလေးကတော့ဖြိုသုံးထားတဲ့ပင်လက်စားလေးပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ကိမွန်နှကောင်ပါမယ်ပြီးတော့ပစောနှင်းငယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ဖြိုလောက်ထားပြီးသားပေါ့နော်ကဲအားလုံးလည်းစစ်သည်ဖြစ်နေပြီဆိုလို့ရှိရင်တော့ဖြိုတို့စပြီးတော့ ချော်ပေးရန်အတွက်အိုးထဲကိုစီထည့်မယ်။စီပူလာပြီဆိုတာနှဖြိုးကချက်ဥကိုအရင်ထည့်ချော်ပေးထားလိုက်ပါတယ်။ချက်ဥကြတော့ဖြိုးကချက်ဥဟောက်ပိုက်လေးပဲဖြိုးကကြော်ထားတယ်ပေါ့နော်။တစ်ချက်တစ်ချက်လေးပဲကြော်ထားပေးလိုက်ပါတယ်ရှင်။ဖြူအားချက်ဥကိုဖောက်ထည့်ပေးရမယ်အသားမုတ်လေးနှင်းငယ်ကိုဘောကဖြူထားပေးလိုက်ပါတယ်ပြီးရင်တော့ကိုလိုချင်တဲ့လောက်ပေါ့နော်ကိုဘလောက်ထိကြက်ချင်လဲကြက်ကြက်လေးကြိုက်ရင်ဒီနေရာမှာကြက်ကြက်လေးကြော်ပေးနိုင်တယ်လို့မကြက်ကြက်လေးကြိုက်ရင်မကြက်ကြက်လေးကြော်ပေးနိုင်ပါရဲ့ရှင့် ဖြူကတော့မချက်တချက်လေးကြော်ထားပေးလိုက်ပါတယ်။ပြီးရင်တော့သူ့ကိုဆက်ထုတ်ပြီးလို့ရှိရင်ဖြူတို့အဲ့ဒီစီလေးနဲ့ပဲခနာကထောင်ထားတဲ့ညှုပ်သေးနှစ်လေးကိုအနက်လေးမွေးလာတဲ့အထိစီသက်ထားပေးလိုက်ပါမယ်နော်။ကဲဖြိုးရဲညှုပ်သေးနှစ်လေးကအနက်လေးမွေးလာပြီဆိုမှအစစ်သင်ပြင်ထားတဲ့ဒီခင်းမုန်တဲ့ပစုံကိုထည့်ပြီးလို့ရှိရင်တော့အားလုံးကိုတမတော့အောင်ဖြိုးတို့ခဏလောက်မွေးထားပေးလိုက်ပါမယ်နော်။ ခဏလောက်မှွက်ပေးရမယ်ဖြူတို့ရတာလေးတွေဆက်ထားပေးလိုက်ပါမယ်။ရတာတွေကတော့သူ့ရဲ့ဖြူကအသားမှုန်နှဲငယ်ထဲတယ်ပြီးတော့တခြားနှဲငယ် ြီးတော့ဘင်းငက်ပြည့်ရဲ့အချီနိုင်ငံနဲ့ဘင်းငက်ပြည့်ရဲ့အနောက်နိုင်ငံနောက်ဆုံးကြမှာ QC လေးနိုင်ငံကိုထည့်ပေးရမယ်အားလုံးကိုနှက်သွားအောင်ဝေထားပေးလိုက်ပါတယ်ရှင်ဒီနေရာမှာရတာပေါ့ငံကိုကြတော့ဖြူတို့ကိုစိတ်ချိုင်ပြင်ဆင်ပေးနိုင်ပါရဲ့နော်ပြီးရင်တော့အားလုံးကိုတမတော်အောင်ဖြူတို့ဝေထားပေးလိုက်မယ်ဒီကဖောက်ကြော်လေးရဆိုလို့ရှိရင်ဖြူတို့ဒီတမျိုးတဲ့နဲ့တင်သမီးအရန်ကိုမိတ်စေတယ်ပေါ့နော်သူကအဆက်ရတာရောပါတော့လေတကယ်လို့ကိုကဟင်းဒီအများမချက်ချင်ဘူးလွတ်လပ်ကူကူလေးပဲချက်စားချင်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးလေးချက်စားချပါနော် အားလုံးလည်းလုံမသမတွားပြီဆိုလို့ရှိရင်တော့ရတာပေါ်ငယ်ကိုမြစ်ကြည့်ပေးလိုက်ပါမယ်နော်ဖြူကတော့နည်းနည်းလေးပေါ့သလိုခံစားရတာနဲ့သူ့ရဲ့ကိုပဲငက်ပြဲအကြီးနှဲငယ်နဲ့အပားမုတ်လေးနှဲငယ်ကိုထပ်ထပ်ပေးထားပါရှင်ဖြူတို့ရတာပေါငံကိုလည်းပြင်ဆင်ပြီးပြီဆိုလို့ရှိရင်တော့နောက်ဆုံးကြမှာဒီကပောက်ရွက်လေးကိုအုပ်ပြီးလို့ရှိရင်တော့အားလုံးကိုနှက်သွားအောင်ပြန်ပြီးတော့ဝေထားပေးလိုက်ပါမယ်နော်။အခုကြော်ထားတဲ့နီလေးရဆိုလို့ရှိရင်အရန်ဆက်တယ်ပေါ့နော်။တကယ်လို့အဆက်အအားမစားနိုင်တဲ့သူတွေဆိုလို့ရှိရင်ဒီနှုတ်သီးကို short ထည့်ပါလို့အကြံပေးချင်ပါတယ်ရှင်။ ကဲဖြိုးလို့ချော်သွားလိုက်တာဒီကပောက်ရောက်လေတွေကလည်းနုံးနေပြီဆိုလို့ရှိရင်တော့ရပါပြီနော်ဒီနေထားဆိုလို့ရှိရင်တော့ဖြိုးတို့ရဲ့ပင်လယ်စာကပောက်ကြော်လေးရတော့ချက်ပါပြီရှင်ချက်ပြီဆိုလို့ရှိရင်တော့စားမမကန်ထဲကိုထမင်းပူပူလေးကိုထည့်မယ်ပြီးရင်တော့ကြော်ထားတဲ့ပင်လယ်စာကပောက်ကြော်လေးကိုထည့်ပြီးလို့ရှိရင်တော့အပေါ်ကချက်ဥကြော်လေးအုပ်ပြီးလို့ရှိရင်သုံးဆောင်နိုင်ပါပြီရှင် ကဲခုဆိုလို့ရှိရင်တော့လွယ်ကူမျက်စံပြီးတော့ဆက်ဆက်လေးနဲ့အရန်ကိုစားလို့ကောင်းတယ်ဖြူတို့ရဲ့ပေးလက်စားကပောက်ကြော်လေးရတော့စားဖို့ဆက်သဖြစ်နေပါပြီရှင်စားလို့လည်းအရန်ကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အဆက်ပြေများလို့မျှော်လင့်ပါရှင်ပြီးတော့ဖြူရဲ့ YouTube Channel လေးကိုလည်း Subscribe လေးလုပ်ပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်ရှင်ကဲဒါဆိုဖြူရဲ့နောက်ဘွေသစ်တွေမှာပြန်ဆိုကြမယ်နော်အားလုံးအပိုင်